ဒူလာကတော့သူတို့အကီယာတိုင်းပြည်ကိုဆိုရုံမောင်နှမနှစ်ယောက်ကကဲတင်နိုင်လိုက်မယ်လို့တွေးခဲ့ပေမဲ့နေတိုင်းဂိမ်းဆော်ရင်အချိန်ဖြုန်းနေကြပါတယ်။ဒူလာကဘရင်အလလုတ်ချင်းကြပြီလို့အိပ်ပျော်နေတဲ့မောင်နှမကိုသွားနှုတ်ရပါတယ်။အနားမှာစာအုပ်တွေနဲ့ကောက်ရိုးခင်းထားတဲ့ပုံမှာအိပ်နေကြတာပါ။ဒူလာရဲ့ဖုန်းနေခဲ့တဲ့ခန်းဟာမျိုးရိုးဆန်ဆန်နေခဲ့တာဖြစ်လို့အခုတော့ဘရင်ဖြစ်တဲ့ဆိုရုံအခန်းဖြစ်သွားပါပြီ။ရှီရိုကအမဲပြုတ်ကြနေလို့အဆင်မပြေပါဘူး။ဒါကြောင့်ဒီမာလာအိပ်နေရခြင်းမှာ ပြန်ရေးဖို့လုပ်နေကြတာကြောင့်မင်းမနဒီ3သန်းကျော်ရဲ့အနာဂတ်ကိုအကင်တွယ်ထားတဲ့ဘယင်တယောက်လို့တွေးမိပြီးရှက်မိရဲ့ဆိုပြီးဒေါ်လာကတော့စောင့်ဆွဲပြီးတော့အတင်းနှိုးပါတယ်။မထတာကြောင့်ဒေါ်လာနဲ့21ဖဲရဲ့ကစားရပြီးရှီယိုကတော့အိတ်တောင်ပြောနေပါတယ်။ဆိုတာကလည်းအိတ်ငိုက်နေပါပြီ။ Blackjack ဆိုတာကစားသူအသားစီးရဖို့ရှားပါတဲ့ဂိမ်းတစ်ခုပါပဲ။ပွဲတွေကိုကတ်တောင်မကြည့်ပဲဆိုတာကအရှုံးပေးပြီးနောက်ဆုံးပွဲကြမှာ2.5စပြန်ရမယ်နည်းနဲ့အနိုင်ယူလိုက်တာကြောင့်ခြုံကြည့်လိုက်ရင်တော့ဆိုတာကနိုင်သွားပါပြီ။ဒေါ်လာလည်းသူနိုင်မယ်လို့အပိုင်တွက်ထားတာကြောင့်အံ့ဩသွားရပါတယ်။ ဟေးမှတင်ချသဘောတရားတွေကိုပေါင်းထည့်ပြီးကက်အရည်အတွက်နဲ့တွက်ပြီးနိုင်သွားခဲ့တာပါပွဲမဆောက်ကြီးညစ်တဲ့အနေနဲ့ဒေါ်လာလောက်ခဲ့တဲ့ force shepherd နီးကဆိုရာအတွက်ပို့ပြီးကက်အရည်အတွက်လိုလဲသွားစီခဲ့ပါတယ်အဲဒီနောက်အမျက်ကြီးစားလူ၃ယောက်စီကနေဂိမ်းကစားပြီးဝစ်ဆရာဝစ်တောင်မကျန်ဆိုရာကလောင်းကြီးအနေနဲ့ယူထားပြီးပညာပြလိုက်ပါတယ်ဒေါ်လာကတော့ဂိမ်းကစားသူတွေဝစ်ဆရာတောင်မရှိဘဲထွက်ပြေးသွားရတာကိုအယံရက်ဆက်တာပဲလို့ပြောနေခဲ့တာပါဆိုရတော့မနမကတခါမှလူတွေအများကြီးရဲ့မသွားဘူးတာကြောင့်တကယ်သွားရတော့ကြောက်လန့်ပြီးတယောက်ကိုတယောက်ကိုင်းထားကြပါတယ် ဂျုံလိုဝင်းပလေးလိုဒရိဆန်ဝစ်ဆောင်တခုကိုဒေါ်လာကိုဝစ်ခိုင်းပြီးအစမ်းထွက်လာတာကြောင့်လူတွေကကြွကြီးကြွကြီးဖြစ်ကုန်ကြပါတယ်။ဒါကြောင့်ဖုန်းမှရှာကြည့်လိုက်တော့ဒရိဆန်နေရက်နဲ့စော်လေးရည်နေတဲ့ဥယျာဉ်တခုအပြစ်မှာတကယ်ရှိနေပါတယ်။ဒေါ်လာကသူ့လဲဆိုရောက်ကိုရှင်နိုင်ပါတယ်ဆိုပြီးမခန့်ချင်စိမ့်နဲ့ရှုံးရင်ခန္ဓာကိုယ်မှာဝစ်ထားတဲ့အရာတခုချွတ်ရပါတယ်။ဒီကိန်းကိုစပြီးကစားခဲ့တယ်။ပြန်ရင်းနဲ့ဆိုရာကပဲတောက်လျှောက်နိုင်တယ်လို့ဒေါ်လာကလည်းအပေါ်နဲ့အောက်ဘီကနီပဲကြံပါတော့တယ်။ဆိုရာကဒီကဘာမှာကံကောင်းတဲ့ဆိုရာမရှိဘူး။စီကံလိုအပ်ချက် စိတ်သက်ရေးရအခြေအနေ အဲ့ဒီအချိန်မှာပဲမှောင်လာပြီးနှင်းဆက်လိုအမုံလေးတွေကျလာပါတယ်။အဲ့ဒါကတော့ပြန်တန်းနေတဲ့ကျွန်းမှာကျွန်းပေါ်သွားကြည့်တော့လေထဲပြန့်နေတဲ့ကုပတုံးတွေတွေ့ရပြီးဆိုတာကနတ်သမီးရဗမာလေးလို့မေးပါတယ်။သူကိုယ်ဟန်တည်ခြင်းတရားဖြစ်တဲ့နတ်သမီးရရောက်လာပြီးသူ့နောက်မှာစာကြည့်ရိုက်တခုလည်းရှိနေပါတယ်။ဒီမှာနေအပိုင်းကားပြီးဆုံးသွားပါတယ်။နတ်သမီးနာမည်ကဂျီဘရီလို့ခေါ်ပါတယ်။ဆိုလာကစကားတခုနဲ့ပြောမယ်ဒီစာကြီးရိုက်ကိုလိုချင်တယ်လို့တခုနဲ့ပြောချလိုက်ပါပြီဆိုလိုတာကတော့နတ်သမီးဂျီဘရီကိုဂိမ်းဆော့ဖို့စိတ်ခွန်လိုက်တာပါပဲ ဆိုတာကတော့တခြားကမ္ဘာကစာအုပ်ရေ၄000ကျော်ကိုလောင်ကြီးထက်တယ်ပြောပြီးတက်ဘလက်ထဲမှာပါတဲ့ e-book တွေကိုဆိုလိုတာပါ Gibri ကဆိုရာတို့တခြားကမ္ဘာလာတယ်ဆိုတာကိုတော့အခုတိမယုံသေးပါဘူး Gibri ကဘာသာစကား900ကျော်လောက်ပြောတတ်ပေမဲ့ကမ္ဘာကဘာသာစကားကိုတော့သူကမဖတ်တတ်ပါဘူး Gibri ကလည်းစာအုပ်တွေကိုကြည့်ပြီးဘိုးသူတမျက်နှာသူဖြစ်တာကြောင့်တက်ဘလက်ထဲကစာအုပ်4000ကျော်ကိုတရေတွေပါကျနေပါပြီတခြားကမ္ဘာကလာတဲ့သူတွေဆိုတာကြောင့်ဆိုရာတို့ရဲ့ခန္ဓာကိုယ်အနေအထားကိုစစ်ဆေးလိုက်ပြီး Chibi တို့ရဲ့ဂိမ်းကိုဆော့ဖို့အတွက်စက်သီးတက်လီကနေမြေရောက်တဲ့နေရာစီဆင်းသွားရပါတယ် ရှီရီတိုရီဆိုတာက၃မီတာစက္ကလုံကိုပြန်သုံးလို့ရှိရင်30စက္ကန့်အတွင်းဆက်မဖြစ်နိုင်တော့ရှုံးပါပြီ။ဘဲဘာသာကစက္ကလုံမဆိုရင်သုံးလို့ရပါပဲ။အမှန်တကယ်မရှိတဲ့စိတ်ကူးရင်စက္ကလုံတွေကိုတော့ထည့်သွင်းစဉ်းစားမှမဟုတ်ပါဘူး။အမှန်တကယ်တီရှိချင်းကအရေးကြီးပြီးဒီမှာရှိတဲ့အရာတွေဒါပြောရင်အဲ့ဒါတွေကပျောက်သွားမှာပါ။ဒီမှာဒါမရှိခဲ့ရင်တော့အဲ့ဒါကပြန်ပေါ်လာပါလိမ့်မယ်။ဂိမ်းဆုံးသက်သွားတာနဲ့ဖြစ်ပျက်ခဲ့တာတွေကပြက်ပြက်သွားပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ရဲ့ပညာကိုပြောင်းဖို့မတုတ်ဆိုင်တတ်ပါဘူး။ သုံးဆန်နိုင်ရှိုးနဲ့ဆိုရာကအတူတူဆော့ကြတော့မှဖြစ်ပြီးစဆော့ကြတော့၁၈ plus စကလုံးနေနဲ့စရဖြစ်လို့အဝတ်တွေလေပြင်းတိုက်လို့ကျုပ်ကုန်တာတွေဒီလိုမျိုးတွေပါတဲ့အတွက်တော့မပြတ်သားတော့ပါဘူးသူတို့ရဲ့ background ကလည်းပြောလိုက်တဲ့စကလုံးနေအတိုင်းတစ်ခုပြီးတစ်ခုပြောင်းလဲသွားတာပါအရေးအမှမြန်ပါတယ်လက်တစ်ပြက်နေထားဖို့ဒီနောက်ဆုံးမှာဆိုရာတို့မောင်နှမကမြေဆိုင်ကလေးလို့ပြောလိုက်ပြီးအမြင့်ကြီးကိုခုန်လိုက်ပါတယ်သူတို့မောင်နှမကလွယ်ပြီးတခြားသူတွေကဒေါ်လာပါဝင်မြေဆိုင်ကလေးဖိလိုက်လို့ပေါ်လာတဲ့ကဘာပို့ဟိုချက်တွေကမီလုံးကြီးတွေကိုပြုတ်ချသွားရပါတယ် ဒါကလည်းဂိမ်းကစားနေတဲ့ virtual warren မှာခဏတာပဲခံစားရမှာပါ။နှစ်အောင်လုံးဇက်တိုက်စကလုံးနေပြောနေရကြောက်တနေရာကနေတနေရာပျောင်ပျောင်သွားတာဝုန်းကနေဝုန်းကနေအရန်အောင်မှမြန်ပါ යි ။အဲ့နောက်လေယာဉ်တွေရောက်သွားပြီးဂျီဗယ်ပြောရမယ့်အလှစ်ဖြစ်ပေမဲ့လေယာဉ်ထဲမှာဖြစ်တာကြောင့်စကားပြောလို့မရပါဘူး။30စက္ကန့်နဲ့ကြော်ပြီးမပြောနိုင်ရင်တော့ရှုံးမှာပါ။ဘာကြောင့်ပို့သိနေရဆိုတာကပို့တာရသွားတာပဲ။ ဂျီဝဲကအင်မနက်ဒီမဖောက်ထွက်နိုင်တဲ့စကားပြောနိုင်တဲ့စကလုံးနှယံတစ်ခုကိုထုတ်ပြီးသူ့ရဲ့အလှဲ့ကိုတုတ်ပြန်လိုက်ပေမဲ့မထင်မထားတာကဆိုရာကလည်းစာချိုရေးလာတဲ့စာရွက်ကိုထောင်ပြလိုက်တာပါပဲ။ဒါကြောင့်ဒီဂိမ်းမှာတော့ဆိုရာကအနိုင်ရသွားခဲ့ပြီးအပိုင်းချောက်ကတော့ဒီမှန်ပြီးဆုံးသွားပါပဲ။နေသမီးဂျီဝဲအတွက်တော့ဘလောက်ပဲဘယင်းသမီးဖြစ်ခဲ့ပါစေဒိုလာကိုကျုံလို့ပဲတတ်မှတ်ပြီးခွက်ရောက်အိုးစွန်းပါဝင်ပစ္စည်းရဲ့ဘေးကမိုးတခုခုလောက်ခိုင်းပါရဲ့။ဒူလာကတော့ဆိုရာကသူ့ကိုအကောင်းပြောထားတာတွေပြန်မြင်အောင်ပျော်ရွှင်လာပြီးတော့မုတ်တွေဆက်လုပ်နေရပါ။ ကူရာမီရီချိုးနေတဲ့ကန်နာစီ F တယောက်ဖြစ်တဲ့ဖီးကပြန်ရောင်းလာပြီးဖီးကတော့ဒိုလာနဲ့သူ့အပေါင်းမှာဘရင်ဖြစ်သွားတဲ့မောင်နှမကတော့ဘရင်အသေးရဲ့မူဝါဒတွေကိုထိရောက်မှုရှိအောင်လုပ်နေရဆိုတဲ့သတင်းလာပြောပြပါရယ်ကူရာမီကတော့ဒိုလာဟာရုပ်သေးရုပ်အထာနဲ့သူများခိုင်းတာလုပ်နေရပြီလို့ပဲမကောင်းမြင်ခဲ့ပါရယ် GB ပြောတာကတော့မတူညီတဲ့ wire base အဖွဲတွေပြီးရင်းစစ်ဖြစ်နေတာနှစ်ပေါင်းများစွာရှိနေပြီ။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကွာခြားမှုတွေကြောင့်ဘိမှန်တော်ရဲ့ဖုန်းတော်ယူတစ်ပါးကစစ်ပွဲကိုရက်လိုက်ရတယ်။ညာစုံးနှစ်တစ်ဝက်အတွင်းမှာပဲအဖွဲပေါင်းများစွာကိုပေါင်းစည်းလိုက်တယ်။ သူတို့ Federation နဲ့ပြန်လို့ရှုံးနေသူတွေဟာဂိမ်းနဲ့ပတ်သက်တဲ့မှတ်မှန်တွေအဖျောက်ခံရတယ်။သူတို့ကိုစိန်ခေါ်ပြီးဂိမ်းပြိုင်တာရှိပေမဲ့နိုင်တာတစ်ဖွဲ့မှမရှိသေးပါဘူး။ဒါပေမဲ့ဘယ်သူကမှအနိုင်ယူဖို့လူတွေကမချင်းကပ်တော့ဘူးဆိုရင်သူတို့ကိုဘယ်သူကမှအနိုင်ယူလို့မရဘူး။နှစ်တငယ်တွေနဲ့ Flugery ကိုအနိုင်ယူနိုင်တဲ့နီလန်တစ်ခုခုရှိရမယ်။ဂျီဘယ်ကချက်ချင်းပဲနေရာပြောင်းလိုက်ပြီးလေးယောက်သားကလေထဲမှာပြန်လည်ရှိနေကြပါရဲ့။မြေခွေးမှာရှိရတဲ့နေရာတိုင်းကိုဂျီဘယ်ကအကျယ်ကျယ်စိတ်ကူးယဉ်ပြီးရတယ်ချက်ချင်းသွားလို့ရပါရဲ့။ အဖိုးကအရန်ရေးကြီးပြီးတံမိုးထားရတဲ့တော့တခုကိုဒေါ်လာငငယ်တုံးကပေးခဲ့ဘူးပါတယ်။အဆိုပါတော့ဟာမျောလင့်ခြင်းရန်တော့ချက်ပါ။တနေ့မှာအကီယာတိုင်းမိကန်ဂျမာအတွက်လုံးဝယုံလို့ရတဲ့လူကိုတွေ့တဲ့အချိန်တော့ကိုပေးရမယ်လို့မှတ်ထားခဲ့ဘူးပါတယ်။ဂျီဗရီကသူ့အဆွမ်းနဲ့နေရန်ဖောက်ဝင်လာပြီးသူ့သခင်ဆိုတာအတွက်ကောင်းမဲ့တယ်လို့ဒေါ်လာကိုအခုချက်ချင်းစာကြည့်လိုက်စီပြန်လာဖို့မှာပြီးပေါ်တယ်နဲ့ပြန်တော့ပါတယ်။စာကြည့်လိုက်မှာတော့ဆိုတာကငါကလူသားတွေရဲ့အယူဝါဒကိုတော့ယုံကြည်မှုရှိတယ်။ရှီရိုကိုမြင်တဲ့နေ့ကလွန်ခဲ့တဲ့၃နှစ်ကသူက၃နှစ်သက်သာပဲရှိသေးတယ်။ စားတတွေ့ကျဲရှိတို့ကနေကမျောလင်းချက်မရှိတော့ဘူးလို့ဆိုရာကိုပြောပြခဲ့တာတကယ်အရာတွေကအမှန်တကယ်တရှိနေသေးတယ်အရင်ကမှမှဆိုလူတွေကကောင်းကင်ကိုတွားလဲတွားနိုင်တယ်ကျဲတွေကြားလဲလက်ပတ်နိုင်တယ်ဆိုတာကိုတော့ဂျီဘရီကမယုံပါဘူးလူတွေကငါနင်းကိုပေးချက်တခုရှိရဲဆိုတာရောက်ချလာခဲ့ပြီအဲ့ဒါကတော့သူ့အဖူးပေးခဲ့တဲ့တော့ပါစာကြည့်လိုက်ပြီးတော့နောက်ဖက်မှာရှိရဲလှုပ်ဝက်ခန်းစီတောက်ဖွင့်ဝင်သွားတော့တောင်ကြရီစာအုပ်တွေ ဖွင့်ထားတဲ့စာအုပ်ထဲမှာတော့နေက immunity ရဲ့နောက်ဆုံးပြည်ရင်ဖြစ်မှာမဟုတ်ဘူးဆိုတော့မျှော်လင့်ထားလိုက်တယ်။ဒါပေမဲ့နေကသာအရာအားလုံးကိုပြန်လည်ထိန်းသိမ်းနိုင်လိမ့်မယ်။အရင်ဘရင်ကသူ့ရဲ့မှတ်ဉာဏ်မပြောက်တော့ပါဘူး။ဘရင်ကလူသားဆိုတဲ့အဆင့်နဲ့မျိုးနွယ်ဟာတခြားမျိုးနွယ်ကိုအနံ့ယူပြီးပေါ်ထွက်လာမယ်လို့။ဒါကြောင့်ဂိန်းတွေလုပ်ပြီးဘရင်ယာရုကိုတိုးပေးခဲ့တာ။အဖိုးကအယူပြည့်ချင်အောင်ဆောင်းထားတဲ့လူရောလူကောင်းတစ်ယောက်ပဲလို့ဆိုရာကမှတ်ချက်ပေးလိုက်ပါပြီ။သူ့ပြန်ဘရင်လိုအပ်ချက်ကိုရှာဖွေဖို့အချိန်ပေးမြုပ်နှံခဲ့တယ်။ဒါကသူလူသားတွေပေါ်ထားရုံကြည်ချက်ပဲ။ ဒေါ်လာကဒါကိုကြားတော့ဝမ်းသာလို့ငိုပါပြီ။ဒီမှာရင်အပိုင်းခွနစ်ကပြီးဆုံးသွားပါရဲ့။အရှိဘက်ဖက်ဒရေးရှင်းနဲ့မြေကအဆောက်အအုံမြင်းကြီးနားကိုဆိုရာကသွားခဲ့ပြီးအခက်မသိရင်တိုင်းပြည်ကျူးကျော်မှုနဲ့အစီခံရနိုင်ပါလိမ့်။လက်ထောက်တန်ရုံမဲ့အီနိုကသူတို့ကိုကြိုဆိုခဲ့ပြီးအပေါ်တက်ဖို့ဒက်လီကစီရောဒေါ်လာကကျန်းနေကရွေးနေရဆိုပြီးကြောက်နေခဲ့ပါရဲ့။သူကဒက်လီကတစ်ခါမှမစည်းဝူးပါဘူး။ဒက်လီကရဲမှအီနိုနဲ့ဂျီဗီတို့ဟာဖြစ်ခဲ့မှုရဲ့စက်မှတ်တွေကြောင့်ပြောနေရန်လိုလာပြီးစကားများကြပြန်ပါလိမ့်။ အီနိုရဲ့မီအဇူနာကယုံလိုတရိတ်ဆန်လိုအကောင်လေးဖြစ်နေရကြောင့်ချစ်စရာရန်ကောင်းတယ်ဆိုပြီးဆိုရာရုံမောင်တမကဝိုင်းပြီးပုတ်တက်နေကြပါလေ။သူ့ဖိုးကတော့ညစ်တီးညစ်ပတ်လက်တွေနဲ့သူ့မီးကိုကင်တာတိတ်မကြိုက်ပါဘူး။အီနိုကတော့သူတို့စီမှာအီမန်နတီလို့ခေါ်တဲ့လူသားတွေကမြောက်ကနေဆင်းသက်လာတာဖြစ်တာကြောင့်မြောက်လိုပဲခေါ်ပါရယ်။ဆိုရာတို့ကဒီကိုရောက်လာရတာကကဘာကိုအုပ်ဆိုးမဲ့ပထမဆုံးလမ်းကြောင်းဖြစ်ကြောင်းနဲ့မျိုးနယ်ကွဲတွေအကြောင်းမှာဂင်းကစားဖို့စင်ခေါ်လိုက်ပါရယ်။ရှုံးတဲ့သူကပိုင်တဲ့နေမြေကုန်ပေးရမှဖြစ်ပြီးအခုကဖက်ဒရေးရှင်းကိုဒဲဆိုင်ခေါ်လိုက်သလိုပါပဲ။ မှတ်ဉာဏ်တွေကိုဖျက်ခဲ့လဲပဲသူတို့ကိုရှုံးနေဆိုတဲ့မှတ်ဉာဏ်ပဲကြံခဲ့ပြီးတော့မှတ်ဉာဏ်ဘာလို့ဖျောက်ခံရတာလဲဂါဒီဘွဲက Federation ကို၄ချိန်စင်ခေါ်ခဲ့ပေမဲ့သူတို့ပဲရှုံးသွားရတယ် Federation အမြင်နိုင်နေရတဲ့အချက်က video game ကြောင့်ပဲဒီကဘာကလူတွေက video game ဆိုတာဘာလဲမသိကြပါဘူး Federation နိုင်ငံတစ်ခုတည်းကပဲ video game ရှိနေတာဒီအချက်ကိုမသိစေချင်လို့မှတ်ဉာဏ်ဖျောက်ရတာပဲဒီ game မှာတော့ race piece ကိုလောင်းဝင်ပြောလိုက်တော့ immunity ရဲ့ရှမ်းမန်နာကအရာလေးကလင်းလာပါတယ်အရင်တော့က race piece ကိုလောင်းနိုင်မျိုးမရှိသေးပါဘူးအတော့ဝိညာဉ်လိုမျိုးပေါ့ ဆိုတာကတော့ဂိမ်းအတွက်သူတို့ရဲ့ပိုင်နဲ့အကောင်လုံးနဲ့အသက်ကိုလောင်းပါပါ။အီနိုကစိတ်ဖတ်တယ်ဆိုရင်မဲ့ဆိုရတဲ့သုံးသက်ချက်ရတော့အီနိုကစိတ်မဖတ်နိုင်တဲ့ပါမန်သူပဲဖြစ်ပါတယ်။ရဲလိုက်ကိုပြေရတော့ရှုံးရင်သူတို့နဲ့လူသုံးသန်းလုံးအတွက်ဂိမ်းအိုဗာဖြစ်ပါပြီ။တာဝန်ခံမှုကမရှိဘူး။ဒူးဟော်တိုင်းမှာပဲ။ရှုံးမဲ့ဆိုတာလုံးဝမရှိဘူးလို့လဲဆိုရတော့မောင်နှမကဂိမ်းပေါ်သဘောထားပါရဲ့။ဂိမ်းကတော့မကြရင်စတင်တော့ပါပါ။ဒီမှာရင်အပိုင်း၈ကပြီးဆုံးတာပါပဲ။